ကျွန်တော်တို့ပေါင်းစားနေတယ်အဲ့ဒါသိခါချတာအမေကိုကျွန်တော်ပို့ရင်းလည်းမပေးပါနဲ့ကျွန်တော်ကိုယ်တိုင်ပေါင်းစားနေရလားကျွန်တော်ကိုယ်တိုင်လုပ်နေဆိုမရှိရလားဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင် ကြားဖြန့်အားပေးနေရလားစိုက်ဘာပိုလစ်ကတာဝန်ရှိသူကိုကျွန်တော်တည့်မေးတာပါပြီးတော့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်းကျွန်တော်ပို့ရင်းလည်းမေးပါမယ်ခင်ဗျားတို့ကခုချိန်ထိတယ်လီကွန်ကုမ္ပဏီတွေကိုခင်ဗျားတို့ခုချိန်ထိလက်လွတ်လွှတ်ထားပြီးကြုံပါတယ်လီကွန်ကုမ္ပဏီနဲ့သူ့ရဲ့ content provider ကုမ္ပဏီတွေကိုခင်ဗျားတို့ခုချိန်ထိလက်လွတ်စပယ်ပြစ်ထားလို့မေးလားခင်ဗျားတို့ကိုယ်တိုင်ခုထိ တာဝန်ယူအောင်မှအရေးယူအောင်မှမတည်သေးတဲ့အထိခင်ဗျားတို့ကိုလည်းပေါင်းစားနေကြတာလားကျွန်တော်ဒီနေရာဒီနေ့ကိုအရင်ဆုံးပို့ဝင်ပြီးပါမယ်အဲ့တော့ခင်ဗျားတို့တွေပို့ဝင်လင်းမယ်ဖြေကြဖို့လိုပြီးပို့ဝင်လင်းမယ်လောက်ကြဖို့လိုပြီးဘာလို့လဲဆိုတော့ကျွန်တော်တို့အဝေးမပြောဘူးခင်ဗျာသူများတွေကိုပြောရင်မောလို့ကျွန်တော်ပဲကျွန်တော်ကိုကျွန်တော်ပြောဖုန်းထဲကိုပို့တာကျွန်တော်ကျွန်တော်ရဲ့ဖုန်းထဲကိုကျွန်တော်ရဲ့ဟိုတိနဲ့အလုံးနဲ့ပတ်သက်တဲ့ဖုန်းတွေကိုတယ်လီကွန်ကုမ္ပဏီတွေကနေဝင်လာတဲ့ဖုန်းနံပါတ်တွေဘာလို့မှလည်းချမ်းဖြတ်နေကြီးဝင်လာတာ ဗိုင်းရပ်စ်လောင်းကစားတွေကစားခိုင်းတယ်ကျွန်တော်တို့လောင်းကစားကစားခိုင်းနေတယ်ကျွန်တော်ဒီဖုန်းနံပါတ်ကိုတို့ဘယ်ကနေဘယ်လိုရလဲကျွန်တော်မသိဘူးဒါပေမဲ့တယ်လီကွန်ကုမ္ပဏီတွေမှာပါပဲတော့ iPhone နံပါတ်ကသူတို့ချက်တဲ့အကြောင်းမရှိဘူးပို့တဲ့ဖုန်းနံပါတ်တွေတယ်လီနော့ဖုန်းနံပါတ်တွေကြီးပဲကျွန်တော်စီပို့လာတာတယ်လီနော့နံပါတ်တွေပို့လာနော်ဘာပို့လဲဆိုတော့ကျွန်တော်နံပါတ်ဆိုတဲ့နေရာမှာကျွန်တော်နံပါတ်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေရင်းချလိုက်တော့မသိတဲ့နံပါတ်ပြပို့တော့အလုပ်ဖုန်းဘယ်သူမှလည်းသိချာမသိတဲ့ဖုန်းပြီးတော့ကျွန်တော်တော်တော်သုံးနေရှိတဲ့ဖုန်းလို့အဲ့ဒီဖုန်းတွေကို message တွေဝင်လာတယ်တယ်လီနော့ဖုန်းတွေဝင်လာတယ်အဲ့ဒါဘာလဲဆိုတော့ ဒီမှာကျွန်တော်တို့စည်ရင်သွင်းပြီးတော့တဲ့ငွေဖြည့်သွင်းမှာကတဲ့အနောက်ရှေ့ဘက်ကြီးမဟုတ်ဘူးတဲ့အခုကျွန်တော်တို့ဂိမ်းကစားခိုင်းနေတာနိုင်ငံတော်ကလောင်ကစားတွေတရားမဝင်လောင်ကစားတွေမှတ်မြောက်အရေးယူပါတယ်တရားမဝင်မှာဥပဒေမညီပါဘူးလို့ညင်ညာထားပြီးသားဖြစ်ပါလဲနဲ့တယ်လီကွန်ကုမ္ပဏီတွေကနေတဆင့်ဓာတ်ရိုက်တယ်လို့ကြေညာနေတာကိုတယ်လီကွန်ကုမ္ပဏီတွေကြေညာနေတာကိုခမရတို့စိုက်ဘာပိုလစ်ကိုပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရောရေငုံနှုတ်ပိတ်နေတယ်ဆိုကြတဲ့ခမရတို့ကိုယ်တိုင်မယူသားဘူးလို့ကျွန်တော်ပုံမှန်ပြောတယ်ခမရတို့မယူသားတော့ပေါင်းစားနေအခုဒါနဲ့ပတ်သက်လို့တယ်လီနော့ကုမ္ပဏီကိုယ်တိုင်လည်းဖြည့်ရှင်းချက်ထုတ်ရမယ်ခမရတို့ကိုယ်တိုင်ဖြည့်ရှင်းချက်ပေးဖို့လိုလာတယ် တယ်လီနော့ကအတန်ပေါ့အခုလည်းဝက်ရှိလက်ရှိဝက်တာအတန်ပေါ့အတန်ကိုဝယ်ထားတာဘယ်ဖွဲ့စည်းလဲကျွန်တော်မသိဘူးနောက်ဆုံးဝယ်တဲ့ဖွဲ့စည်းကဘိုးဆိုကြီးရဲ့တားသမီးလားဘုသူတားသမီးလဲကျွန်တော်မသိဘူးဒါပေမဲ့ခင်ဗျားတို့အဲ့ဒါလိုမျိုးခေါင်းပေါင်ပတ်သက်ပြီးကြားဖြန့်လောက်ရအောင်ခင်ဗျားတို့ကိုယ်တိုင်လက်ခံကြရလားခင်ဗျားတို့ကိုယ်တိုင်အဲ့လိုလောင်ကစားနဲ့ပတ်သက်ရှာဖို့ကြိုးစားနေကြပြီလားခင်ဗျားတို့မှာနည်းနည်းတော့အချက်တရားရှိဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့တယ်လီနော့ခေါ်အတန်ကိုအတန်လို့ခေါ်တဲ့ပုံကူတွေအဲ့ဒီပုံကူကတာဝန်ယူထားတဲ့လူတွေအကုန်လုံးခင်ဗျားတို့ရှက်ဖို့လိုတယ်အချက်တရားရှိဖို့လိုတယ်ခင်ဗျားတို့နဲ့ content provider လုပ်နေတဲ့ company တွေကိုခင်ဗျားပြန်စစ်ဖို့လိုတယ် ဥပမာလေးပြောရင်အဲ့ဒီလူတွေကလုံးမကြိုးစားဘူးပြည်သူလူထုကိုလောင်ကစားသမားတွေဖြစ်ပြီးတော့ဖဲရိုက်လောင်ကစားသမားတွေဖြစ်ပြီးတော့တကယ့်ကိုကျွန်တော်တို့ပြည်သူလူထုကလောင်ကစားနဲ့နုံနစ်ပြီးတော့ဒုက္ခရအောင်ကြားဖြန့်ကြားကြားဖြန့်လို့ဖြန့်နေတယ်ဒါကြားဖြန့်တမျိုးပဲအဲ့တော့တယ်လီကွန်ကုမ္ပဏီနဲ့ပတ်သက်လို့အစိုးရအရင်မယူဆိုရင်ခင်ဗျားတို့မယူတဲ့အစိုးရကိုယ်တိုင်ပါဝင်ပတ်သက်လေလို့ပဲကျွန်တော်တမန်ပြည်သူလူထုလည်းအဲ့တိုင်းမှတ်ထားပါခင်ဗျားတို့လည်းအဲ့တိုင်းမှတ်ထားပါမရောက်နိုင်လေခင်ဗျားတို့ဂျီကိုနေ့စဉ်ပို့နေတာလေခင်ဗျားတို့လည်းရောက်တယ်ကျွန်တော်စီရောက်တယ်လူတိုင်းစီရောက်တယ်ခင်ဗျားတို့နေ့စဉ်ပို့နေတဲ့လောင်ကစားဂိမ်းကြော်ညာဂိမ်းတွေဘာဂိမ်းညာဂိမ်းတွေကို ခင်ဗျားစပို့နေတာအဲ့ဒါကိုအစိုးရနောက်တစ်လအတွင်းမှာမှရင်းမယူဆိုရင်အဲ့ဒီအစိုးရကိုယ်တိုင်ခင်ဗျားတို့ကိုလိန်စားနေတာအဲ့လိုသာမှတ်အဲ့ဒီတယ်လီကွန်ကုမ္ပဏီတွေနဲ့အဲ့ဒီအစိုးရပုံကိုယ်တွေနဲ့ပေါင်းစားနေလို့မှတ်ခင်ဗျားတို့ကိုပြည်သူလူထုကိုအဲ့ဒီလူကိုယ်တိုင်ကခင်ဗျားတို့ကိုလောင်းကစားသမားတွေဖြစ်အောင်လုပ်နေရလို့မှတ်ဘာလို့ဆိုခင်ဗျားတို့အဲ့ဒီအစိုးရကိုယ်တိုင်ကကိုယ်တိုင်ကတော်တော်မှမလုပ်ဘဲရင်းမယူကြဘူးဗျာလာနေချင်ပြီကျွန်တော်ပြောနေနှစ်ကုန်နေတော့နှစ်ပေါင်နေပြီ ဘာလို့ဆိုတော့ဒီကိစ္စကိုအစိုးရကအရေးမယူပေးဘူးအစိုးရကမတိကြောင်စောင့်နေတယ်မတိကြောင်ပြုတ်နေဆိုတော့အစိုးရကိုယ်တိုင်ကမယူတာတွေးယူတာရောမရှိဘူးယူတာမှမရှိဘူးပြည်သူလူထုမှာပြည်သူလူထုကိုလောင်ကစားသမားတွေကလင်ကင်ချက်ကောင်တွေပြောင်းလုပ်နေတဲ့သဘောတွန့်ပို့နေတာပဲအဲ့တော့အစိုးရတရားဥပဒေစိုးရိမ်ကိုစောင့်ရှောက်နေအစိုးရမဟုတ်တော့ဘူးကျွန်တော်တို့ပြန်ပြောရမှာဖြစ်နေတယ်သူတို့ဘာလို့ဒါတရားဥပဒေနဲ့မညီပါဘူး